လူတို့မျိုးရဲ့ညတညမှာတော့ကိုတွန်းရွှေဟာသူ့ရဲ့ဇနီးမချင်များရှိရာအိမ်ကိုပြန်လာခဲ့ပါတယ်။ဒါပေမဲ့သူတို့ရောစကားသိမ့်မပြောကြပါဘူး။နောက်ပြီးအခန်းချပြီးတော့ညစာစားကြပါတယ်။သူတို့ရဲ့ဆက်ဆံရေးဟာတစ်ချိန်လုံးကတော့ကဆဖြစ်နေခဲ့ပါတယ်။တရင်ကြည့်ဖို့တော့အတူတူထိုင်ခဲ့ကြပါတယ်။တရင်ထဲမှာတော့အလင်းမြန်ပြန့်နှံ့နေတဲ့ယောဂါပိုးတို့မျိုးအကြောင်းကိုထုံးလွန်နေခဲ့ပါတယ်။ကိုတွန်းရွှေကတော့စေးကုမ္ပဏီကြီးတွေကပတ်စံရှာဖို့ကြိုးစားနေတာပဲ။ဒီဘက်ရဲ့ကိုတောင်သူတို့ကဖန်တီးခဲ့တာပဲလို့ဆွဆွဲပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့မတ်ချင်မကသူ့ရဲ့ theory ကိုလုံးဝဂရုမစိုက်ခဲ့ပါဘူး။ကိုရော့ရွေကအဲ့ရမဝင်ခင်မှာစာစီစာကုန်းတစ်ချို့ဖတ်မယ်လို့ပြောလိုက်တဲ့အခါမှာမတ်ချင်မကတခုခုပြောချင်နေပေမဲ့မနက်ဖြန်မှပဲပြောဖို့အတွက်ဆုံးဖြတ်လိုက်ပါတော့တယ်။မနက်ခင်းကိုရောက်တဲ့အခါမှာတော့ကိုဒွန်းရွေဟာလင်းရင်ပြန်တန်ကတိုးကပ်လွန်လာတာကိုကြားပြီးအိမ်ရဲ့အမိုးမှာအပေါက်ဖြစ်သွားကအနည်းငယ်မှပဲပြက်ကျသွားတာကိုသတိထားမိခဲ့ပါတယ်။အဲဒီခိုက်တက်မှပဲမတ်ချင်မကစကားပြောချင်နေပေမဲ့လေကိုထွန်းရွှေကအဖြစ်အပျက်ကိုစုံစမ်းဖို့အတွက်ခက်ခွာသွားခဲ့ပါတယ်။ သူမကကွာရွှင်းပြဆဲခြင်းနဲ့ဆိုတဲ့စကားကိုသူမကြားမိအောင်ထွက်သွားခဲ့တာပါအပြစ်မှာတော့ကိုတွင်းရွှေဟာဘေးမှာတစ်ခုရဲ့ဘေးမှာပြက်ချာနေရဲ့လင်းနဲ့မီးလောင်ကျွမ်းနေရဲ့အခြေအနေကိုတွေ့လိုက်ရပါတယ်အိမ်ကြီးချင်းတွေကယောဂကုသခံထားရသူတွေကလူတွေကိုလိုက်ကင်နေကြတယ်လို့ပြောလိုက်ကြပါတယ်ဒါကြောင့်သူကမက်ချင်များကိုပြန်ပြောဖို့အတွက်အိမ်ကိုပြန်လာခဲ့ပါတယ်သူတို့နှစ်ယောက်ဟာအပြင်ကရဲစင်စာတန်တွေကိုတောက်လျှောက်ကြားနေခဲ့ရပါတယ်ရဲဘောက်ကနေကြိလိုက်တဲ့အခါမှာတော့ယောဂကုသခံထားရသူတွေဟာဇုံဘီတွေဖြစ်သွားကာ လူတွေကိုလိုက်ပြီးတော့ကြိုက်ခတ်စားတောက်နေကြတာကိုတွေ့လိုက်ရပါတော့တယ်ဒီဇနီးမောင်နှံဟာချက်ချင်းမဲ့သတင်းဖွင့်ကြည့်ပြီးတော့သတင်းထောက်တွေကလူတွေကိုအဲရင်းမှာပုန်းနေကြဖို့အတွက်ထုတ်လွန်တာကိုကြည့်ရင်မတ်ချင်မြတ်ကတော့အရက်တောင်းနေခဲ့ပါတယ်သူတို့ရဲ့အစားအသောက်တွေကိုစစ်ဆေးကြည့်တဲ့အခါမှာတိတ်မရှိသေးတာကိုသိရပြီးကိုထင်းစုရဲ့အတွက်စိတ်ဖိစီးမှုတွေကအရန်များလာခဲ့ပါတော့တယ်မတ်ချင်မြတ်ကလည်းအိမ်နီးချင်းတွေရဲ့တိုက်ခန်းကနေပစ္စည်းတွေယူလာဖို့အတွက်ကိုထွန်းရှိကိုတိုက်တွန်းလိုက်ပါတယ်။ကြောင်ထဲမှာဆိုရင်ဘေးခင်းမေ ဥပဒေထိုးဖောက်မှုကိစ္စတွေကိုဘယ်သူမှခေဥမဆိုင်တော်ဘူးလို့ဆိုလိုက်ပါတယ်။သူမကလည်းအလဲကျကျူးမဲလို့ဂတိပေးလိုက်ပါတယ်။မကြခင်မှာပဲကိုထွန်းရွှေဟာအစားအသောက်တွေနဲ့အတူပြန်ရောက်လာခဲ့ပြီးတော့အင်းလေးချင်းတို့ရဲ့တကားဟာဟနေတယ်လို့ပြောလိုက်ပါတယ်။မချင်များကသွားဖို့သဘောတူပေမဲ့အင်းဆုံးသူမဟာအောက်ထုတ်ဆောင်ပြီးလက်ရည်စွပ်ကသူမရဲ့ဖက်နှက်မှာတော့ဓာတ်ချောင်းကိုတိတ်နဲ့ကတ်ထားခဲ့ပါတယ်။မထောက်ခါခင်မှာတော့မချင်များကကိုထွန်းရွှေကိုဘီယိုတဲက စ္စည်းရွှေဖို့တက်တာတွေထုတ်ခိုင်းပြီးပစ္စည်းတွေတင်ဆဲဖို့တုံးမယ်လို့ပြောလိုက်ပါတယ်။မကြီးမြပစ္စည်းတွေနဲ့အတူပြန်ရောက်လာတဲ့အခါမှာတော့ကိုထွန်းရွှေကတက်တာတွေဆိုတာသူမကိုထွက်ခွာဖို့စီစဉ်ထားတာလားဒါမှမဟုတ်ရင်ပစ္စည်းတွေတိမ့်ဖို့ယူထားတာလားလို့မေးလိုက်ပါတယ်။မကြီးမြကလည်းဟုတ်တယ်လို့ပဲပြောလိုက်ပါတယ်။ဒီနောက်မှာတော့သူမကကိုထွန်းရွှေကိုအကာအကွယ်တွေနဲ့အတူအိမ်နေချင်းတွေရဲ့ရုပ်တံဗီဒီယိုကြီးကိုယူဖို့အတွက်စိတ်လွတ်လိုက်ပါတယ်။ညနေပိုင်းကိုရောက်တဲ့အခါမှာတော့တရင်ကဒီထုတ်လွှတ်မှုဟာနောက်ဆုံးထုတ်လွှတ်မှုဖြစ်ပြီးတော့အချိန်လေးတည်ငြိမ်မှပဲပြန်လာမယ်လို့ကြေညာလိုက်ပါတယ်။ ူတိုင်းကိုအိမ်လုံးမှနေပြီးတော့တခြားသူတွေနဲ့ခန္ဓာကိုယ်အရှင်အိမ်ဟုံးမထိခိုက်အောင်နေကြဖို့အတွက်သာနောက်ဆုံးအနေနဲ့တတိပေးခဲ့ပါတယ်စစ်တပ်တွေကလူတွေကိုရွှေ့ပြောင်းနေပြီးကယ်ဆယ်ရေးလိုအပ်နေသူတွေအနေနဲ့သူတို့ရဲ့ပြတင်းပေါက်မှာ X အမှတ်သားကတ်ထားရမယ်လို့ဆိုလိုက်ပါတယ်နောက်ဆုံးသတင်းတွေကိုညနေ3နာရီမှာလေဒီယိုကနေထုတ်လွှင့်မယ်လို့ဆိုပါတယ်ကိုရုံးချွေလိုဇနီးမောင်နှံဟာလည်းတိတ်ကိုတုံးပြီးတော့သူတို့ရဲ့ပြတင်းပေါက်မှာ X အမှတ်သားကိုကတ်လိုက်ကြပါတယ်ညပိုင်းမှာတော့ရဟန်းတစ်စင်းဖြတ်သွားခဲ့ပါတယ် ဒါပေမဲ့သူတို့အတွက်မရက်ခဲ့ပါဘူး။မနက်ခင်းမှာတော့ကိုတွန်းချင်ဟာမကျင်မြပစ္စည်းသစ်တွေနဲ့တူပြန်ရောက်လာတာကိုတွေ့လိုက်ရပါတယ်။သူမကအိမ်မပြောလို့အိမ်လေးချင်းတိုက်ခန်းနေကိုရှာဖွေနေတယ်လို့ပြောလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဘလောက်ကြာကြာပြိမိနေမှမသိလို့ပါပဲ။ကိုတွန်းရွှေကကာယောဂါကြီးပြီးသွားရင်ဒီပစ္စည်းတွေပြန်ပေးရမယ်လို့သူမကိုဂရိခံစေခဲ့ပေမဲ့မကျင်မြယူလာတဲ့လှပြောင်လှပြောင်အင်းကြီးလေးတွေကိုအေးမကြီးတဲ့ပစ္စည်းတွေကိုတွေ့လိုက်ရတဲ့အခါအတော်လေးစိတ်ပြတ်သွားခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့ကိုတွန်းရွှေဟာဇုံဘီတွေဝင်လာမှကိုကြောက်လာပြီး သူကိုယ်သူကောက်ွဲဖို့နီးလန်းရှာခဲ့ပါတယ်မိချင်းနဲ့တွဲတုံနဲ့မိပြောင်းလိုမျိုးကရီယာတွေဖန်နီတုံးတာမျိုးပေါ့မချင်းများကတိုက်ခန်းထဲကဓာရီတူတွေအလုံးကိုစုပြီးပြီးမြင်ခွင့်နောက်ဆက်ဖို့အတွက်ပန်းကော်ပီစည်းတွေကိုပါစုပေးလိုက်ပါတယ်ညနေ3နာရီလောက်မှာတော့ရေဒီယိုကနေအစိုးရအရာရှိတဦးကကရော့ကဖြစ်ပွားနေတဲ့အကြောင်းရင်းကိုရှာမတွေ့ရသေးဘူးလို့ကမ္ဘာတစ်သိပ်တစ်ပိုင်းမှာပဲတာယောင်မှုရှိတယ်လှည့်စင်မီနဲ့ရေအလုံးလောက်ရအောင်စ조사နေရလို့ကြေညာလိုက်ပါတယ်အချိန်ကုန်ဆုံးသွားတဲ့အထိဒီဇနီးမောင်နှံဟာဖဲကစားနေခဲ့ကြပါတယ် ကိုတို့ရှိကတော့တမိုင်းမှာကြည်ရင်လူအဖွဲ့စည်းဟာငါယောဂါလိုမျိုးအဖြစ်ပြည့်ကြီးတွေကနေအမြဲပြန်ပြီးတော့နလန်ထူတတ်တာမို့အရာရာဟာလေပုံမှန်ပြဖြစ်လာမယ်လို့ပဲယုံကြည်နေခဲ့ပါတယ်။ဒါပေမဲ့မတ်ချင်များကသူ့ရဲ့အမြဲတမ်းအလူသဘောဆောင်တွေသဘောထားကိုစိတ်တန်းကြမှဖြစ်တော့ပဲမနှက်ခင်ချိန်မှာတောင်အရက်တောက်တဲ့အထိဖြစ်လာပါတော့တယ်။ကိုတို့ရှိကသူမကိုပြောတဲ့အခါမတ်ချင်များကသူမဟာတနေ့လုံးနေတိုင်းတောင်းနေကိုလိုက်သွားတဲ့အခါမှာတော့သူမတင်းထားမိခဲ့ဘူးလို့ပြောလိုက်ပါတယ်။သူမနာကိုလိုက်သွားတဲ့အခါမှာတော့တို့တို့နှစ်ယောက်ဟာ ကလေးအိမ်ခံထဲကိုရောက်သွားကြပြီးကြားခဲ့ပြီဖြစ်တဲ့ပြဿနာအကြောင်းနောက်ဆုံးပြောဆိုကြပါတယ်။ပြေခဲတာကသူတို့ရဲ့ကလေးငယ်ဟာတိတ်ဆုံသွားခဲ့ပြီးသူတို့ဟာအဲ့ဒီအချိန်လေးကမူလအတိုင်းဖြစ်မနေတော့ပါဘူး။မချင်းမြတ်ကမကြခင်မှာသူတို့လည်းတိတ်ဆုံကြရမယ်လို့ထင်နေပြီးမဲ့ကိုထွန်းရှိကသူတို့အသက်ရှင်ကျန်ရင်မယ်လို့အမှားခံခဲ့ပါတယ်။တိုက်ခိုက်မှုသာဖြစ်လာခဲ့ရင်အတင်ရှိနေဖို့အတွက်စိတ်ပိုင်းဖြစ်လိုက်ကြပါတယ်။အဲဒီနောက်မှာတော့သူတို့ဇနီးမောင်နှံဟာလေကျင်ကန်းတွေကိုစတင်มาတော့တယ်။ဒါဝိမဲ့မချင်းမြတ်ကတော့အရက်တောက်တာကိုရင်မသွားခဲ့ပါဘူး။ ညတညမှာတော့သူမဟာတကားပေါ်မှာတစုံတယောက်ရဲ့အတန်ကိုကြားလိုက်ရပြီးကိုထွန်းရှင်ကကေစိအဖွဲလာလို့တွေးမိပါတယ်။သူကတကားကိုဖွင့်လိုက်တဲ့အခါမှာဇုံမီတကောင်ကချက်ချင်းပဲအတွန်းထဲကိုရောက်လာပြီးဒီဇနီးမောင်နှံကတကားကိုပြန်ပေးဖို့အတွက်အတူတူတွန်းကန်ခဲ့ရပါတယ်။နောက်တနေ့ညနေပိုင်းမှာတော့ရေဒီရိုမှာတိဘံပညာရှင်တို့ကကာကွယ်စည်းထုတ်ဖို့ဘိုင်းရင်ကိုခွဲထုတ်ဖို့စ조사နေရလို့ကြေညာခဲ့ပါတယ်။ဘာသာတွေမှာထုံးမလာတဲ့ဖြစ်စည်းမှုတွေဟာသူတို့ဇနီးမောင်နှံအတွက်စိတ်ဖြစ်စည်းမှုတွေဖြစ်စေပြီးဆက်လက်တော့ဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါတယ်။ တာမန်ဆက်လက်တွေကမလုံလောက်တဲ့အခါမှာတော့မတ်ချင်မြတ်ကအလောက်ကတက်တဲ့ကပစ္စည်းသိန်းကန်ကနေခိုးယူလာတဲ့အာနိသင်ပိုပြင်းတဲ့ဆေးတွေရှိကြောင်းကိုဖွင့်ဟလိုက်ပါတယ်။ဂိုဒွန်ရီအလန်တကြားဖြစ်သွားပေမဲ့လေနောက်ဆုံးမှာတော့ဒီစိတ်ချဆွေးတွေကိုသူ့လည်းပဲတုံးဆွဲခဲ့ပါတော့တယ်။မတ်ချင်မြတ်ကသူ့ကိုချက်တူရီလေးလို့ခေါ်တဲ့အခါဂိုဒွန်ရီကိုဂုံယူရဲလို့ပြောလိုက်ပြီးအလောက်ကနေခိုးယူလာတဲ့မတရားဆေးပွားပွင့်နေတဲ့အတူတနတ်တလက်ကိုပါထုတ်ပြလိုက်ပါတယ်။မတ်ချင်မြတ်ဟာနောက်ဆုံးအကြိမ်ဒီမှာကိုဒွန်ရီနဲ့ရင်းနှီးမှုရရှိခဲ့တာကသူမကိုယ်တိုင်မုံတွေထဲမှာစိတ်ခတ်လိုက်လို့ဆိုတာကိုလည်းဝန်ခံခဲ့ပါတယ်။ ဒါကကိုရုံးရွှေကိုစေဝါးတွေထပ်ဆန်းခြင်းစဉ်ကိုဖြစ်ပေါ်စေပါတယ်။ဒီဇနီးမောင်နှံဟာညာဘက်မှာတော့ရုပ်ကြည်ကြည်ရင်အရက်တောင်ရင်နဲ့အကုန်ဆုံးခဲ့ကြပါတယ်။နောက်တနေ့မနက်မှာတော့မတ်ချင်မြဟာတနတ်တန်နဲ့အတူတခုခု꽌တန်တွေကိုကြားလာရပြီးလန်လို့သွားခဲ့ပါတော့တယ်။ဖြစ်ခဲ့တာကတော့ကိုရုံးရွှေဟာတနတ်နဲ့လေ့ကျင့်နေပြီးတော့မတ်ချင်မြအမေပေးတယ်စီမင်းတက်တက်ကိုအကွဲသွားစေခဲ့တာပါ။မတ်ချင်မြကသူ့အမေကိုမုန်းတယ်လို့ဆိုပေမဲ့လေမတ်ချင်မြကတော့ဒီလိုပဲဒေါသထွက်နေခဲ့တာပါ။အင်းစာကိုသွားတဲ့အခါမှာတော့မတ်ချင်မြဟာ ကဲစေးရဟင်တစဉ်ကိုသူလမ်းမမရေဖြတ်သွားတာကိုတွေးလိုက်ရပါတယ်။မနက်စားစားချိန်မှာကိုထွန်းရွှေကမနေ့တနေ့ဟာသူ့ကိုအမြင်ပွင့်စေတယ်လို့ဝန်ခံပြီးရေချီအတွက်အစင်းစစ်ဖြစ်ဖို့လိုအပ်တယ်လို့သဘောထုတ်ခဲ့ပါတယ်။သူတို့ဟာအပြင်မှာတကားကိုခွက်ခွက်အစားတွေထုတ်ပြီးအရက်တွေနဲ့ဘုံတွေဖန်တီးခဲ့ကြပါတယ်။လေကျင်ကဆက်လို့ကြပေမဲ့လေစိတ်ကြဆွေးတွေကိုဆက်လက်ပြီးတော့တုံးဆွဲနေခဲ့ကြပါတယ်။ညနေ3နာရီမှာတော့လေဒီယိုဖွင့်ကြည့်တဲ့အခါမှာထုတ်လို့မရှိတာကိုတွေးလိုက်ရပါတယ်။အဲဒီအခိုက်အတန့်မှာပဲတကားကိုတစုံတစ်ယောက်ကလက်ခောက်တန်ကိုကြားလိုက်ရပါတယ်။ ဒီဇနီးမောင်နှံဟာတူရီကန်ပြီးတော့တကားကိုနည်းနည်းလေးဖွင့်ရိုက်တဲ့အခါအိန်းနေချင်းကိုလာမောင်နဲ့မလာယူတို့ကိုတွေးလိုက်ရပါတယ်။သူတို့ကအတွန်းကိုဝင်ကျင်တယ်လို့တောင်းဆိုကြပြီးလရင်ပြက်ချပြီးအိမ်ဒုက္ခထဲမှာပိတ်မိနေခဲ့ကြအောင်နောက်ဆုံးရုံးထွက်လာတဲ့အခါမှာဇုံဘီတွေသူတို့တိုက်ခန်းထဲကိုဝင်နေပြီးဆိုတာကိုရှင်းပြခဲ့ကြပါတယ်။သူတို့ဟာပြင်ပကအကွဲစားတွေကြောင့်ဒီမှာလူရှိတယ်လို့ခံမှန်းမိတယ်လို့ဆိုပါတယ်။အဲ့ဒီကနှစ်ရက်စလုံးလုံးဘာမှမစားရသေးဘူးဆိုပြီးအစားအစာတောင်းကြပါတယ်။ဒါကြောင့်မဲကိုရွှေရွှေနဲ့မတ်ချင်များတို့မိဖို့ကြောင့်တွေကိုဝင်သွားခဲ့ကြပါတယ်။ အဲ့နောက်မှာတော့ဇနီးမောင်နှံနှစ်တွဲစလုံးဟာခုပြောင်ခိုးဝင်တဲ့စကားများကြပါတော့တယ်မလာယီကမကျင်များအားကလေးဆုံးဆုံးပြီးရနောက်စိတ်မနှံတော့ဘူးဆိုတဲ့အကြောင်းနောက်ထပ်ကလေးလည်းမရနိုင်တော့ဘူးဆိုတာကိုကိုလာမောင်ကိုပြောပြခဲ့ပါတယ်သူမကမကျင်များအိမ်သွန်းခတဲ့ကသူမရဲ့မတ်ဆူတွေကိုဖျက်ဆီးခဲ့တဲ့အကြောင်းလေးညှင်းညူခဲ့ပါတယ်တချိန်တည်းမှာပဲမကျင်များကကိုထွန်းရွှေကိုအစားစာတွေကိုသူတို့အတွက်ခြံသားတိတ်နေလို့ပြောပြီးမလာယီကအိမ်သွန်းခန်းကိုဒေါသထွက်စရာမတ်ဆူတွေနဲ့ပြည်နေအောင်လုပ်တဲ့အကြောင်းညှင်းညူပါတယ် ကိုတို့ရှိကတော့ကုညီတာဟာမှန်ကန်တဲ့အရာပဲလို့ဇွဲနဲ့ပြောလိုက်ပါတယ်။ဒါကြောင့်မချင်းမြကစိတ်ကြဆေးတွေကိုအဆအစာတွေထည့်ဖို့အကြံပေးခဲ့ပါတယ်။ဒါကြောင့်လဲဆိုတော့အဲဒါကလိုက်စာတာကိုနှိမ့်ချနိုင်လို့ပါပဲ။ငါစာမြွေစားတော့ပြီးရဲ့နောက်မှာတော့မလတ်ကြီးကအင်ကြီးလေးတွေနဲ့ရုပ်တံဗီဒီယိုကြီးဟာဒုံမရဲ့ပစ္စည်းတွေနဲ့တူနေတာကိုသတိထားမိခဲ့ပါတယ်။မချင်းမြကအဲဒါတွေကိုသူတို့ရဲ့အစီအစဉ်ကပါလဲလို့မေးတဲ့အခါကိုလာမောင်ကသူမကသူတို့ကိုထွက်သွားစေချင်ရင်ထွက်သွားကြမယ်လို့ဆိုပါတယ်။ ဒါပေမဲ့မချင်းများကတော့သူတို့ကိုမောင်းထုတ်ဖို့တတ်တီမရှိခဲ့ပါဘူး။ကိုလမောင်ကသူတို့ဟာတန်ရှင်းလောက်ရမှာတော်တယ်လို့ပြောတဲ့အခါမှာမချင်းများကတန်ရှင်းရေးမှာကူညီနိုင်တယ်လို့ပြန်ပြောပါတယ်။ညပိုင်းတစ်လျှောက်လုံးကိုအရက်တောင်းရင်စကားပြောရင်ကုံဆုံးခဲ့ကြပေမယ့်မလာယီကကိုလမောင်နဲ့ကိုထွန်းရွှေရဲ့ဆွေမျိုးပွဲမှာပါဝင်ခွင့်မပေးဘဲသူ့ရဲ့အမြင်ပြောင်းလဲပြစ်ဖို့အတင်းအကျပ်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ညာအိတ်ချင်းကိုရောက်တဲ့အခါမှာတော့ကိုလမောင်နဲ့မလာယီတို့ဟာညပြင်းမှာအိတ်ရမဲဆိုတာကိုကြားလိုက်ရတဲ့အခါအံ့အားတင်းသွားခဲ့ကြပါတယ်။တော်တိုင်းဒီချိန်မှာမချင်းများက ကိုထွန်းချစ်ကိုသူတို့ရဲ့ဧည့်သည်တွေဟာသူတို့ရဲ့တာနေရဲလို့ထင်ကြောင်းသူတို့မှာအဖို့ခန်းတွေရှိတယ်ဆိုပြီးညှဉ်းညူခဲ့ကြပါတယ်။ဒါပေမဲ့သူမကတော့သူတို့ကိုမောင်းထုတ်ဖို့မလိုလားသေးပါဘူး။ဘာကြောင့်လဲဆိုတော့ကာယောခါကြီးပြီးသွားရင်တခြားအိမ်နီးချင်းတွေကသူတို့ကိုမကူညီပေးခဲ့ဘူးဆိုပြီးဝေဖန်ကြမှာကြောက်လို့ပါပဲ။ညပိုင်းမှာတော့မန်းချင်မြတ်ကဧည့်သည်တွေကိုအတန်းနဲ့ဒေါသထွက်စေဖို့ကိုထွန်းချစ်နဲ့ရင်းနှီးမှုရစေပါတယ်။မလာယီကလည်းရှင်းမှန်တယ်လို့ဖြစ်ပြီးကိုလတ်မောင်နဲ့ရင်းနှီးမှုရစေတာကြောင့်မိမနှစ်ယောက်စလုံးဟာတမင်တကာအတန်းကြီးကြီးလှုပ်ကြပါတော့တယ်။ ောက်တနေ့မနက်ခင်းမှာတော့မလှက်ကြီးကလာချင်များကိုစောင့်စီကျွန်းလို့ဘာမှမလုပ်ပဲအိမ်သာထဲမှာထိုင်နေခဲ့ပါတယ်။မနက်စာစားပြီးရနောက်မှာတော့မတ်ချင်များကအဲ့ဒယ်လေးကိုကျွေးမွေးခံရတဲ့အတွက်ယေရှုဆက်တဲ့အနေနဲ့တန်ရှင်ကြီးလှုပ်ခိုင်းခဲ့ပါတယ်။အလုံးလုံးနေစဉ်မှာမတ်လှက်ကြီးကတန်ရှင်ကြီးလှုပ်ရတာဟာအချက်ရစရာလို့ညှဉ်းညူခဲ့ပါတယ်။ကိုရောင်မောင်ကသူတို့ဟာလိုက်လျောတင်နေဖက်သွားလို့ရတယ်လို့တောင်ပြောလိုက်ပါတယ်။ဒါပေမဲ့မတ်လှက်ကြီးကအလုံးငယ်ချင်းတာမို့ညဘက်မှာကိုတို့ရှင်နဲ့မတ်ချင်များကိုအနာယူဖို့သဘောတူခဲ့ကြပါတယ်။ တန်ရှင်ရေးပြီးသွားတဲ့အခါမှာတော့ကိုလန်းမောင်နဲ့မားလာယူတို့ဟာမတ်ဂျီမြအိယာဝင်နေတာကိုတွေ့ပြီးအခုပဲလောက်ချမယ်လို့ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။မတ်ဂျီမြနိုးလာပြီးကိုရုံးရှင်ကိုတခြားအခန်းတစ်ခုကိုခေါ်သွားကာသူတို့ဧသရီအပေါ်တန်တရားရှိနေတယ်လို့ပြောပြခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ပြောတာကို သူမှကြားလိုက်လို့ပါပဲ။ကိုလန်းမောင်နဲ့မားလာယူတို့ဟာသူတို့ကိုတတ်ချင်တယ်လို့တွေးမိပြီးဒီဇနီးမောင်နာအရက်တက်ခိုင်းမှုအတွေ့သဘောတူခဲ့ကြပါတယ်။ကိုလန်းမောင်နဲ့မားလာယူတို့ဟာသူတို့ကိုတတ်ချင်တယ်လို့တွေးမိပြီးဒီဇနီးမောင်နာအရင်တက်ခိုက်ဖို့အတွေ့သဘောတူခဲ့ကြပါတယ်။ ။မကြခင်မှာပဲမတ်ချင်မြတ်ကတရားမဝင်စေးဝါးတွေနဲ့လူဝဲပြုလုပ်ထားတဲ့ကုတီးတွေကိုမျှဝေခဲ့ပါလေ။ရည်ရွယ်ချက်ကတော့သူတို့ကိုကြောက်လန့်သွားစေဖို့ပါပဲ။ဒါပေမဲ့သူမဟာစေးဝါးတွေအများကြီးသုံးမိပြီးဒီဇနီးမောင်နှံကကုကီးတွေအများကြီးစားမိတာကြောင့်စိုးပွားပေါ်မှာပဲတည်ဆုံးသွားခဲ့ကြပါလေ။လူသက်သမားဖြစ်သွားရတာကိုမခံမရနိုင်တဲ့ကိုတွန်းရှင်နဲ့မတ်ချင်များတို့ဟာစကြဆွေးတွေကိုထမှန်ပြီးတော့တုံးဆွဲခဲ့ကြပါလေ။ရုတ်တရက်ဆိုတလို့ကိုလန့်မောင်နဲ့မတ်လိုက်ယူလို့နိုးတာလာတာကိုကြားပြီးသူတို့ဇွန်ဘီတွေဖြစ်လာတာကိုသတိထားမိခဲ့ကြပါလေ။အဲဒါကြောင့်ပဲမတ်ချင်များက ချက်ချင်းဆိုတော့သူတို့ကိုတနက်နေ့ပြစ်တက်လိုက်ပါတော့တယ်။နောက်ပိုင်းမှာတော့သူတို့ဟာခန္ဓာကိုယ်တွေကိုတခြားတိုက်ခန်းတစ်ခုကိုတဲသွားပြီးတနေ့လုံးစိတ်ကြဆွေးတွေကိုတုံဆွရင်ကုံဆုံးခဲ့ကြပါတယ်။ဒီလိုနဲ့ညာအိတ်ချင်းကိုရောက်တဲ့ခါမှာတော့အိတ်ဖြော်ဖို့အတွက်စိတ်ညစ်ဆွေးတွေကိုထပ်မံပြီးတော့တုံဆွဲခဲ့ကြပါတယ်။ဒီညမှာတော့သူတို့ဟာအိမ်မောကြလွန်ခဲ့တာကြောင့်အသက်ရှင်ကျန်ရင်သူတွေကိုသူတို့ရှိတဲ့နေရာကိုသိရအောင်မီးလင်းအောင်လုပ်ဖို့ပြောနေတဲ့ကေဇေးရဲရဟန်းရှင်တန်တွေကိုမကြားလိုက်ရတော့ပါဘူး။နောက်တနေ့မနက်မှာတော့မတ်ချင်များက ဘယ်နေကမှဆိုတို့ရဲ့နောက်ဆုံးနေ့ဖြစ်နိုင်တာမို့ဒီမှာကိုဒီမှာဖြစ်အောင်နေကျင်တယ်လို့ပဲပြောလိုက်ပါတော့တယ်။တို့ရောစိတ်ကြွဆေးတွေကိုထပ်မံတုံးဆွဲပြီးရတပံအချင်းချင်းမြင့်စွာရင်းနှီးမှုရခဲ့ကြပါတော့တယ်။အဲဒီနောက်မှာတော့ရေချိုးခန်းဝင်ရင်မချင်မြကဒီရာတွေပြီးသွားရင်ကလေးတယောက်ဝေးစားချင်တယ်လို့ပြောလိုက်ပါတယ်။ကိုရိုရှိကလည်းဒါကိုသဘောတူခဲ့ပါတယ်။တို့နှစ်ယောက်စလုံးဟာတရက်ကိုတရက်ချင်းချင်းမြတ်တာတွေမပြတ်သွားကြအောင်ရေရပြန်ကောင်းလာမယ်လို့မျှော်လင့်ကြောင်းဝန်ခံခဲ့ကြပါတယ်။ပထမဆုံးလောရမယ့်အရာကညနေခင်းအချင်းတွေမှုဖြစ်ပြီးကိုရိုရှိကကလေးဆုံးဆုံးပြီးရဲ့နောက် ူရဲ့ဘောကိုအလုပ်တွေနဲ့ပဲဖိထားမိတယ်လို့ဝန်ခံခဲ့ပါတယ်။ဒါပေမဲ့ကယောဂါဟာသူ့ကိုအမြင်တွေပြပြီးသူတကယ်လို့ကျင်နာကိုတင်ပေးခဲ့တယ်လို့ဆိုပါတယ်။ချစ်စရာကောင်းတဲ့ရုပ်ရှင်တွေကြည့်ပြီးတဲ့နောက်ဒီဇနီးမောင်နှံဟာရင်းနှီးမှုတွေအတွေ့အဆင်သင့်ဖြစ်နေခဲ့ကြပေမယ့်ဒီအခက်တက်မှာပဲတကားကိုတစုံတယောက်ကခေါက်တံကိုကြားလိုက်ရပါတယ်။အတန်တစ်ခုကကယ်ဆယ်ရေးအဖွဲ့ပါလို့ပြောပြီးမချင်းမြကတကားကိုဖွင့်လိုက်တဲ့အခါလူစိုးသုံးယောက်ကအတင်းဝင်ရောက်လာပြီးသူမကိုရိုက်နှက်လိုက်ကြပါတော့တယ်။တို့ရောကိုတို့ရှိကိုဓာတ်နဲ့ချောင်းချောက်ပြီးတမိုးရှိရပစ္စည်းအလုံးကိုစူးစောင်းခိုင်းခါ ။ဓမြကမချင်းများကိုအိယာကန်တို့ကိုခေါ်သွားပြီးအလွယ်ဆုံးသောလုပ်ဖို့အတွက်စူးစမ်းခဲ့ပါရည်။မချင်းများကလည်းအခွင့်အရေးတစ်ခုကိုရတဲ့အခါမှာတော့သူ့ရဲ့မျက်နှာပေါ်ကိုပန်းခေါ်ပီးစည်းတွေချပြီးသူ့ရဲ့ခွေးစည်းကိုကန်ချလိုက်ပါတော့ရည်။နောက်ပိုင်းမှာတော့ကန်ချီတစ်ချောင်းကိုယူပြီးသူ့ရဲ့လက်ပင်းကိုထက်ခါထက်ခါထိုးလိုက်ပါတော့ရည်။တခြားလူသုံးယောက်ကသူ့ရဲ့ကောင်းဆောင်ထင်းတွေကိုလာစစ်စစ်ချပြီးမချင်းများကိုဒေါသထွက်သွားခဲ့ကြပေမဲ့လေသူမကိုမထိခိုက်ခင်မှာပဲကိုထွန်းရွှေကတနင်္လာနေ့ပောက်ခါချက်ချင်းမေနှစ်ယောက်စလုံးကိုတတ်လိုက်ပါတော့တယ် ီဇနီးမောင်နှံဟာခန္ဓာကိုယ်လေးကိုတခြားတိုက်ခန်းတစ်ခုကိုတည်သွားပြီးရဲ့နောက်အရက်ထိုင်တော့ခဲ့ကြပါတော့တယ်။ရုပ်တရက်သို့သူလိုအတန်တန်ကိုချားလိုက်ရပြီးကဲစည်းအဖွဲတစ်ဖွဲဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတယ်။တို့ကပြတယ်ပေါင်းကြည့်ပေးသွားပြီးသူတို့ကိုတတိထားမိအောင်စူးစမ်းပေမဲ့လေမအောင်မြင်ခဲ့ကြပါဘူး။ဒါကြောင့်တို့ကတိုက်ခန်းကနေထွက်ခွာဖို့အတွက်ဆုံးဖြတ်ပြီးကြောင်ထဲမှာဇုံဘီတွေပြည်နေတာကိုတွေ့လိုက်ရပါတယ်။အဲဒီကမှာတော့ကိုရီရှီကတူနဲ့ရိုက်ပြီးသူ့ရဲ့မျက်နှာဘက်ကိုတွေးရည်နဲ့ပတ်မိသွားခဲ့ပါတယ်။ ဒါဟာလမ်းကြောင်းရှင်းလို့ရအောင်မလုံလောက်တဲ့အတွေ့ဒီဇနီးမောင်နှံဟာတကားကိုပြန်ပေးပြီးဒရမောင်စီကိုပြန်သွားခဲ့ကြပေမယ့်ရရင်တွေကပြောက်ခွေသွားခဲ့ပါပြီမချင်းမြတ်ကတော့စိတ်လှုပ်ရှားသွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့မှအစအစတိတ်မကြံတော့လို့ပါပဲကိုတို့ချေကသူတို့အနားယူပြီးရင် အစီအစဉ်ဆွဲမယ်လို့ဂရိပေးခဲ့ပါတယ်။ညတကောင်ရံချိန်မှာတော့မချင်းမြတ်နိုးလာပြီးကိုတို့ချေကလက်နက်အလုံးကိုတွေးထားပြီးဓမီသစ်တွေနဲ့အစင်သစ်ဖြစ်နေတာကိုတွေးလိုက်ရပါတယ်။နောက်ပိုင်းမှာတော့သူတို့ဟာအကာအကွယ်ပစ္စည်းတွေကိုဝတ်ဆင်ပြီး ချစ်ချင်းမေတ္တာတွေကိုနိုင်ရမျှဝေကြပါတော့တယ်ဒီဇနီးပေါင်းနှံဟာတက္ကန်းကနေထွက်ခွာပြီးဇုံဘီအုပ်စုကြီးကိုကြောပြတ်တိုက်ခိုက်ဖို့အတွက်စ조사ခဲ့ကြပါတယ်ဒါပေမဲ့လည်းဇုံဘီအရေးအတွက်ကများလို့နေတာကြောင့်အင်ကိုပဲပြန်လာခဲ့ကြရပါတယ်အေးစိတ်တင်းငိမ့်သွားတဲ့အခါမှာတော့မတ်ချင်မြတ်ကသူ့ရဲ့ခြေတော်ကိုကိုက်ခံရတယ်လို့ဖွင့်ဟလိုက်ပါတော့တယ်ကိုတိုင်းတကချစ်ချင်းမေသူမကိုနှစ်သိမ့်ပေးပြီးတော့အသက်ရှင်နေရင်ပြောင်းလဲမှုမဖြစ်နိုင်ဘူးလို့စိတ်ကုမ္ပဏီတွေကကာကွယ်စိတ်နဲ့ပတ်ဆက်ရှာခြင်းကြတယ်တတိယစီပါတယ်ဒီလိုနဲ့ညာဘက်ကိုရောက်တဲ့အခါမှာတော့မတ်ချင်မြတ်ကဝိုင်းကိုမနှစ်သက်တော့တာကိုတွေးလိုက်ရပါတယ် ရောက်စီအိမ်မဆိုးတစ်ခုမပြီးရဲ့နောက်မချင်းများနိုးထလာကတကန်းကနေထွက်ခွာဖို့အတွက်စူးစမ်းခဲ့ပါတယ်ကိုတွန်းကြီးကတားဆီးရက်ကမှသူမကထင်းချိုလို့မရနိုင်တော့တဲ့ဆာလာမှုတစ်မျိုးကိုခံစားနေရတယ်လို့ရှင်းပြလိုက်ပါတယ်ကိုတွန်းကြီးကသူ့ရဲ့ကိုပိုင်သွေးကိုဖန်ခွက်ထဲထည့်လိုက်တဲ့အခါမှာတော့မချင်းများကအလင်းအမြင်နဲ့တောက်လိုက်ပါတော့ပြီဒါကသူမရဲ့ဆာလာမှုကိုတကယ်ပဲကူညီနိုင်တယ်ဆိုတာသိရှိပြီးကိုတွန်းကြီးကသွေးလူတွေကိုထောက်ရမလုပ်နိုင်ဘူးဆိုတာကိုမချင်းများကထောက်ပြခဲ့ပါတယ်ကိုတွန်းကြီးကဒါကသူ့ရဲ့ရွေးချယ်မှုဖြစ်ပြီးကူညီမှုကိုစောင့်ဝင်ပဲလိုအပ်တယ်လို့ဒေါသထွက်ကပြောဆိုလိုက်ပါတယ် သူ့ရဲ့စိတ်ဆုံးမှုအတွက်သူမကိုပွေးဖက်တောင်းပန်ပြီးမကျမြကသူ့ရဲ့သူ့ရဲ့အနံ့ရနေတယ်ဆိုတာကိုဝန်ခံလိုက်ခါဒိုင်ယာကိုဖုံးအောင်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ်။နောက်ပိုင်းမှာဒီဇနီမောင်နှံဟာသူ့ရဲ့အနာဂတ်ကိုဆွေးနွေးပြီးငိုကြွေးခဲ့ကြပါတော့တယ်။နောက်ပိုင်းမှာမကျမြရေချိုးခန်းထဲကိုဝင်သွားပြီးကိုကိုကိုတက်သေးဖို့အတွက်စဉ်းစားခဲ့ပေမဲ့လေသူမရဲ့အလုပ်ကမဖြစ်ခဲ့ပါဘူး။ကိုထွေးချင်ကသူမကိုတွတ်ခတ်ယူလာပေးပြီးသူမဟာတမန်တကာအားလုံးကိုတောက်လိုက်ပါတော့တယ်။ညပိုင်းမှာတော့တို့တို့ဟာအရေးချိုးတောက်ကြမလို့တော့ပဲရင်းနှီးမှုကိုရရှိလာခဲ့ကြပါတော့တယ်။ ဒီလိုနဲ့နောက်တနေ့မနက်ကိုရောက်ရှိလာပြီးကိုတွင်းရွှေနိုးလာတဲ့အခါမှာတော့အရာထဲမှာလူသူကင်းမဲ့နေပြီးရေချိုခန်းထဲမှာတော့ယေຊုရဲ့စကားပါတဲ့မတ်ချင်များရဲ့မှတ်စုတစ်စုံကိုတွေးလိုက်ရပါတယ်။သူမရဲ့မတ်စုထဲမှာတော့ဇွန်ဘီဖြစ်သွားတဲ့အိမ်မဆိုးတွေမတ်နေရတယ်။သူမကိုအဆုံးစင်ဖို့လိုအပ်တယ်။အဲဟာကြောင့်မကလေးအိတ်ခန်းစီကိုတွားဖို့လိုတယ်လို့ရေးထားခဲ့ပါတယ်။ကိုတွင်းရှင်ဟာအဲအိတ်ခန်းကိုတွားပြီးနိုင်ငံမှာချိတ်ချတယ်။ဇွန်ဘီဖြစ်နေတဲ့မတ်ချင်များကိုတွေးလိုက်ရပါတယ်။သူမရဲ့ဘက်မှာတော့သူမကိုချစ်တယ်ဆိုရင်သူမကိုတပ်ပြစ်ပါဆိုတဲ့စကားပါတယ်ဆဲမုတ်တစ်ခုချိတ်ဆွားခဲ့ပါတယ်။ ဝမ်းနဲ့ပူဆွေးမှုတွေကိုဖြစ်သိရင်အဲတောက်ပြီးတဲ့နောက်မှာတော့ကိုရွန်ချွေဟာတနက်ကိုကင်ပြီးတော့သူမရဲ့ဇနီးကိုပြစ်တတ်ဖို့အတွက်ပြင်ဆင်ခဲ့ပါတယ်။မကြောက်ခင်မှာပဲစတအုပ်စုတစုဟာသူရဲ့ပြတဲ့မောင်မကတ်ထားတဲ့ S ကိုမြင်တွေ့လိုက်ရပြီးဒီတခါနဲ့ကိုဝင်ရောက်လာခဲ့ကြပါတယ်။အဲဒီစတအုပ်စုဟာဂလေးအိခန်းကိုဝင်ရောက်လာတဲ့အခါမှာတော့ကိုရွန်ချွေနဲ့မတ်ချင်များတို့နှစ်ယောက်စလုံးဇုံဘီတွေဖြစ်နေကြပြီးလက်တွေကိုတိတ်နဲ့အတူကတ်ထားတာကိုတွေ့လိုက်ရပါတယ်။အဲဒီခါမှာတော့စစ်ကောင်းဆောင်ကဒါချစ်ချင်းရဲ့မေတ္တာပါပဲလို့မှတ်ချက်ပေးကာ တခြားစစ်သားတယောက်ကဩဝရီအသစ်တစ်ခုကိုဖတ်ပြလိုက်ပါတယ်။ဇွန်ဘီကိုနိုင်ငံသားအဖြစ်မှတ်ယူခြင်းမရှိဘူး။ညဉ့်ညံရထင်းသိမ်းဖို့အတွက်သူတို့ကိုတပ်ပစ်ဖို့အခွင့်အရေးရှိတယ်ဆိုတာပါပဲ။ကော်ရက်ရှင်နဲ့မတ်ချင်များတို့ကိုပြစ်ဒဏ်ပေးရင်တော့စစ်သားတွေလည်းအဲ့ဒီနေရာကထွက်ခွာသွားခဲ့ကြပါတော့တယ်။အခုလိုမျိုးဇလန်လေးတွေကိုတက်နေတတ်တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe ပြုလုပ်ထားပြီးတော့အသစ်တွေနိုင်သိရအောင်လည်းဘေးနက်က notification ကောင်းကောင်းလေးကိုနှိပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါတယ်။အဆုံးထိကြည့်ပေးကြတဲ့အတွက်လေးအားလုံးကိုကျေးဇူးတင်ပါတယ်။